အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 16ရက်နေ့မှာတော့ကျွန်တော်တို့ New Year ရဲ့နှစ်သစ်မိခွန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာပြောလဲဆိုလို့ရှိရင်သမတအရရေသမတကကျွန်တော်တို့စက္ကစထင်းချုပ်ထားတဲ့နေမီကတော့လေးပုံမှာတပုံလောက်တောင်မှမရှိတော့ဘူးတဲ့2025မှာဆိုလို့ရှိရင်တော့ဒီပြက်ပြက်တတအောင်ပွဲရတဲ့အထိကျွန်တော်တို့တော်လှန်ကြဖို့အမြဲကြဖို့ဆိုပြီးမှသူမိခွန်းပြောတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်တော့ အဒီကကွေရေမုံကြီးဥယျာဉ်မုံကလည်းပါပြောထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ AR ဒီတိုင်းမှာရှိတဲ့ဒီ PDF တွေရှိတဲ့ view ဟာနော်29အဲ့ဒါကစစ်တေတာအမှတ်2လို့ခေါ်တဲ့ AR ဒီတိုင်းဖက်မှာအဲ့ဒါက2ဆိုတော့အခု KNY ကဥဆောင်တာကအမှတ်1စစ်တေတာနော်ဆိုတော့အခု AR ဒီတိုင်းမှာကအမှတ်2စစ်တေတာလို့ခေါ်တယ်ဆိုတော့အဲ့ဒီမှာဒီ PDF တွေ view ဟာ29ကနေပြီးတော့သင်တန်းဆင်းတယ်နော်အဲ့ဒီမှာနေပြီးတော့ ကျွန်တော်တို့ဒီဥယျာဉ်ပုံကမိခွန်ပြောတယ်နော်မိခွန်ပြောတယ်ဆိုတော့အဲ့ဒီမှာတနိုင်ငံလုံးရဲ့ဒီထိုးစစ်စင်ဖို့အတွက်မဟာမိတ်တွေနဲ့သူတို့ကဆိုလို့ချင်မဟာမိတ်အင်အားစုတွေနဲ့ဆွေးနွေးနေတယ်နော်ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ထပ်ပြောပြနေတယ်ဆိုတော့ဒီစကားကိုကြားရတာလဲကျွန်တော်အခါမနေတော့ဘူးဆိုတော့တိတ်လဲနော်ဖြစ်မှဖြစ်တယ်လို့ပဲကျွန်တော်ကတော့နော်ယုံတော့မယ်ဘာဖြစ်ဆိုတော့ဒီစကားကိုကြားတာအခါပေါင်းမနေတော့ဘူးသူတို့စစ်ပွဲကြီးတွေချိန်မနေတော့မယ်တနိုင်ငံလုံးချတော့မယ်အဲအဲ့လိုမျိုးပြောတဲ့ဟာတော့နော်အချိန်ပေါင်းများစွာကြားဖို့ပြီဖြစ်တဲ့အတွက်ကြောင့် เนาะကျွန်တော်တို့ဖြစ်မှာပဲကျွန်တော်တို့ကဖြစ်တယ်လို့ပဲယူဆမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့လိုမျိုး you have a sense ကိုတင်နေဆင်းပွဲမှာအဲ့ဒီမိခွန်မှာပြောတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မွန်ပြင်းနေရေမျိုးနေမှာဆိုလို့ရှိရင်တော့ဒီเจ้าရွာအခြေဆိုင်အဲ့ဒီမှာခမရ9ကိုတက်တိုင်းရင်းကနေပြီးတော့သူတို့ကင်းခလစ်ပို့တော့ထွက်လာတယ်ထွက်လာတဲ့အခါကျတော့ ဒီဖက်မှာဆိုလို့ရှိရင်ရဲဘလူးနာမည်ကြီးတယ်အဲ့ဒီမှာရဲမှာဆိုလို့ရှိရင်မောပြင်းနေမှာရဲမျိုးနေမှာဆိုလို့ရှိရင်တော့ရဲဘလူးကတော်တော်နာမည်ကြီးတယ်ဆိုတော့သူတို့အဖွဲ့ကနေပြီးတော့ RPG နဲ့ကျွေးချလိုက်တာနော်ကျွေးလိုက်တဲ့အခါကျတော့အဲ့ဒီကင်းလှည့်တဲ့အဖွဲ့တွေကအကုန်လုံးတိုင်ရင်သေးကိုခမရ9ကိုတိထဲကိုနေပြီးတော့အကုန်လုံးဒီဝင်သွားကြတယ်ဆိုတဲ့တဲ့တင်ကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အရှုကနေပြီးတော့ MDA ဆုတ်တော့မယ်ဆိုတာခဏခဏကျွန်တော်တို့တင်ဆက်ပြသဖြစ်တယ်။ဆိုတော့ဒီနေ့ကကျွန်တော်တို့ဘာတွေထူးခြားမှုတွေရှိလို့ဆိုလို့ရှိရင်ကျွန်တော်တို့ MDA ဆိုလို့ရှိရင် Apple နဲ့ City ရနဲ့အပြီးတိုင် ထွက်တော့မယ်နော်ထွက်တော့မယ်နောက်ဆုံးထားပြီးတော့ကျွန်တော်တို့ထွက်တော့မယ်ဆိုတော့ ID ကဌာနဆိုင်ရာအလုံးတွေကိုသူတို့စုခွာနိုင်ပြီးတတိယတကြံနောက်တကြံအပြည့်ဒီ April 16ရက်နေ့မှာဆိုလို့ရှိရင်တော့စက္ကဆာရဲ့ယုံတချို့နော်အစွဲရယုံလို့သူတို့သုံးထားတာတွေ့ရတယ်ဆိုတော့အဲ့ဒီစက္ကဆာရဲ့ယုံတချို့ကိုနေပြီးတော့ပြန်ပြီးတော့ဝင်ထိုင်တော့မယ်16ရက်နေ့နောက်16ရက်နေ့သူတို့ဝင်ထိုင်တော့မယ်ဆိုတဲ့တတိယကိုလည်းဒီနေ့နောက်ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ် နောက်တစ်ခုကကျွန်တော်တို့ဒီဖက်မှာတနင်္သာရီတိုင်ဘုတ်တလင်မြို့နယ်မှာဆိုလို့ရှိရင်တော့တောင်ငင်ရွာเนาะအဲ့ဒီမှာ pure sortis ခန်းရှိတယ်အဲ့ဒါကိုဝင်ပြီးတော့တက်တဲ့ခါကျတော့ pure sortis ရဲ့ဒီကောင်းဆောင်ထေးဝင်းဆိုတဲ့လူအဲ့ဒီမှာမသားဖြစ်သွားတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လက်နဲ့ select တော့မှရရှိထားတယ်ဆိုတဲ့ဟာကိုလည်းတတိယမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတတိယကလည်းနေ့စဉ်နဲ့အမြကျွန်တော်တို့ဖော်ပြပြတာဖြစ်တယ်အဲ့ဒါကမလေးရှားရဲ့ဝန်ကြီးချုပ် Anwar အေဗရာဟံကနေပြီးတော့ကျွန်တော်တို့ထိုင်းကိုလာမယ်နော်ထိုင်းကိုလာမယ်လာမယ်ဆိုတော့ကျွန်တော်တို့ဟိုးတပတ်နဲ့ပတ်ကနေကနေကျွန်တော်တို့ပြောထားတာဖြစ်တယ်အဓိကလာရချင်းကအကြောင်းရင်းကအမှန်တော့ဒီ ASEAN အတိုင်းဝိုင်းကဒီမအလောက်ကိုဖိထားတာကြာပြီနော်ဖိထားတာကြာပြီအခု၄နှစ်ကျော်မှဆိုလို့ရှိရင်တို့ရဲ့စဉ်းစားပုံကကြောင်းလာပြီနော်ဒီလူကငါတို့က ခေါ်ပြီးတော့အစည်းအဝေးမှာပုံမှန်ပတ်သက်မှုတွေကိုလုပ်ကိုလုပ်ရမယ်။သူနဲ့ဆွေးနွေးမှပဲအဆင်ပြေတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဆက်စပ်တာတွေ့ရတယ်ဆိုတော့အဲ့ဒီ Anwar Abraham ဆိုလို့ရှိရင်ထိုင်နိုင်ငံကိုရောက်တဲ့ထိုင်ဝန်ကြီးချုပ်ကကြိုးဆိုတယ်။အဲ့ဒီထိုင်ဝန်ကြီးချုပ်ရဲ့ယုံမှာသူတို့ဆွေးနွေးဖို့ရှိတယ်။အဲ့ဒီမှာအလားနဲ့ကျွန်တော်တို့ဆွေးနွေးဖို့ရှိတယ်။မအလားလေးရောက်နေပြီ။သူတို့စာပြီးတော့တွေ့နေပြီ။ဆိုတော့အဲ့ဒီမှာ Rosewood ဆိုတဲ့အဲ့ဒီ hotel မှာနေပြီးတော့အဲ့ဒီမလေးရှားရဲ့ဝန်ကြီးကနေပြီးတော့အဲ့ဒီမှာတဲတယ်သူရောက်ဖွဲ့တယ်ပေါ့နော်။ဆိုတော့မအလားလည်းကျွန်တော်တို့ သွားပြီအဲ့ဒီမှာတွေ့နေကြပြီဆိုတဲ့ဟာကို BBC သတင်းဌာနကကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီဟာရဲ့အဓိကနော်သူတို့ဆွေးနွေးမှာကဒီမင်္ဂလာကိစ္စကြောင့်သူတို့ပြက်စီဆုံးရှုံးသွားတဲ့အရာတွေကိုနေပြီးတော့နော်အဲ့ဒီမှာပြန်လည်ကူးစားဖို့ကုညီဖို့စတဲ့ပြက်ကောင်းစင်နဲ့သူတို့ဆွေးနွေးဖို့ဖြစ်တယ်။ဆိုတော့အဓိကကတော့မာလာကိုပွေထုတ်တယ်နော်မာလာကိုပွေထုတ်တယ်။ဘာအကြောင်းမဲ့တက်တက်အဲ့ဒါကအကြောင်းတစ်ခုပဲရှိတယ်။မာလာပွေတက်ရတယ်ဆိုတော့အဓိကအကြောင်းရင်းကတော့အဲ့ဒီမှာကျွန်တော်တို့တွေ့ရလိမ့်မယ်။ဆိုတော့ကျွန်တော်တို့မာလာပထမတစ်ခေါက်သွားတွေ့တော့ကျွန်တော်တို့ ိတဲ့အတိုင်းပဲညာတွင်ချင်းထွက်ပြေးတယ်ဗာရင်ညာနဲ့တည်င်းနဲ့တော်တော်ထွက်လာတယ်နော်ကြောက်အားတကြီးနဲ့ထွက်ပြေးတာတို့ဘာလို့ဆိုတော့အခုကတော့အဲ့ဒီစကားမှန်လားမမှန်လားဆိုတော့ကျွန်တော်တို့ဒီတစ်ခေါက်သွားတွေ့တယ်နော်သွားတွေ့တယ်ဆိုတော့အဲ့ဒီစကားကမမှန်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ထွက်ပြေးတာမဟုတ်ဘူးသူအချင်းကြီးရတယ်လို့သူဟာသူ ပြန်လာပဲဖြစ်တယ်။နော်အဲ့ဒီမှာဆန္ဒပြတာတို့ဘာလို့တော့ရှိတာပေါ့။ဒါပေမဲ့သူပြန်သွားတာဆိုလို့ရှိရင်ခုနကအင်တာပိုကိုကြောက်လို့ကျွန်တော်တို့လန့်လို့ထွက်ပြေးတာမဟုတ်ဘူးဆိုတာဒါသက်သေပဲ။နော်သက်သေပဲ။ဆိုတော့အခုပြန်ပြီးတော့တွေ့တယ်ဆိုတော့အင်တာပိုကတီးပြီးသားပထမအချက်ကိုလည်းတီးပြီးသားကျွန်တော်တို့ဒုတိယအခုပြန်တွေ့တဲ့နေရာမှာလည်းသူတို့ဂျိုးပြီးတော့တီးထားပြီးသားဒီနေရာမှာတင်းမဲ့ပြမလာမဲ့ဆိုတာအကုန်လုံးတီးထားပြီးသားပဲ။ဆိုတော့အဲ့ဒီနေရာမှာအင်တာပိုဟာဆိုလို့ရှိရင်လောကနော်အဲ့ဒီမှာမအလားကိုမလုံနိုင်ဘူးနော်။အဲ့ဒီအာဂျင်တီးနာတရားရုံးကအင်တာပိုကိုတက်ရောက်မှုမရှိဘူးဆိုတဲ့ဟာကိုဒီအစည်းအဝေးကနေပြီးတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ ဆိုတော့အတိတ်ကတော့မအလာပြောတဲ့အတိုင်းပဲဘေးတရားရုံးမှာကျွန်တော်တို့ကြောက်စရာမရှိဘူးဆိုတာဒီတစ်ခေါက်မှဖမ်းနိုင်ဘူးဆိုလို့ရှိရင်ဒါအတီးပဲเนาะအဲ့ဒါသူတို့ပြောတဲ့အမှန်ပဲဘာမှကြောက်စရာမရှိဘူးနောက်နိုင်ငံတကာတရားရုံးကအင်တာပိုကဘာမှသူ့ကိုမလုံနိုင်ဘူးမလုံနိုင်တဲ့အကြောင်းရင်းကတော့သူရဲ့နောက်ကမှရုရှားတို့တရုတ်တို့ရှိလို့လားဆိုတဲ့ဟာတော့ကျွန်တော်တို့တော်တော်ကိုเนาะ စဉ်းစားမဲ့အခြေအနေမှာရောက်နေပြီဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာဒီကြိုက်ထီရုပ်ဖျားဖုတ်တဲ့လာတဲ့လူတွေရှိတယ်။ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကင်မွန်ချောင်းကျေးရွာမှာဆိုလို့ရှိရင်ဒီတတက်ချောင်း PDF ကနေပြီးတော့ဒီဖျားဖုတ်လာတဲ့၄စင်းနဲ့၈ယောက်ကိုဖမ်းထားတယ်ဆိုပြီးတော့မအလာကနေပြီးတော့တရင်ထုတ်ပြန်ထားတော့ကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့မန္တလေးမန္တလေးမှာလည်း

လာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ MPPLA ရဲ့လင်းနေပြေဒေတာတိတိမှာဆိုလို့ရှိရင်သူတို့ချင်ပါကြတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့သူတို့ဘာတွေထုတ်ပြန်ထားလဲဆိုလို့ရှိရင်နောက်သူတို့စစ်ပညာသင်တာဟာဆိုလို့ရှိရင်အခြေခံပညာကို AAC မှာသင်တယ်သူတို့ရဲ့နေရာကဘယ်သူကပေးထားလဲဆိုလို့ရှိရင်တော့ KNU ရဲ့တက်မဟာ9နေမြေမှာအခြေချတယ်သူတို့တိုက်ပွဲဝင်တာကညီနောင်သုံးဖွဲ့နဲ့တိုက်ပွဲဝင်တဲ့တက်တူညာ2ခွန်ရဲ့ဒုတိယလိုင်းမှာ လာရှိုသိမ့်ပွဲမှာလည်းသူတို့ပါဝင်ခဲ့တဲ့ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဒါကတော့ EPLA ရဲ့တီထောင်ချင်း၄နှစ်ပြည့်အခမ်းအနားမှာဆိုလို့ရှိရင်သူတို့ထုတ်ဖော်ထားတဲ့အချက်လေးတွေဖြစ်တယ်နောက်တစ်ခုကမြန်မာနိုင်ငံရဲ့နှစ်တက်9မှာဆိုလို့ရှိရင်တော့တရက်နေ့မှာသူတို့အကျဉ်းသားတွေလွတ်တယ်နော်စကားစကားအကျဉ်းသားတွေလွတ်တယ်အဲ့ဒီမှာ၄890 3ယောက်ကိုလွတ်တယ်နိုင်ငံရဲ့အကျဉ်းသားက73ယောက်ပါတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကစကားစကားနေပြီးတော့ဒေါ်ဒွေးဘူးတို့ ဒေါ်ဝါဝါဝင်းရွှေတို့ဒေါ်ခင်တန်းနူးတို့စသည်ဖြင့်တီလူတဲ့အပါဝင်30နဲ့3ယောက်ကိုနေပြီးတော့နော်ဆွန်းဆောင်မှုဆိုင်ရာဂုံထူဆောင်ပွဲတွေကိုချင်းမြင်ပေးတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မင်းငလျင်တက်ပြည်သူတွေအားဆိုလို့ရှိရင်တတော်ကိုဒုက္ခရောက်နေတယ်အဲ့ဒီမှာအိုးအိမ်တွေကိုပြန်လဲတိဆောက်ပေးမယ်နေပြည်တော်ရဲ့စေယုံချုပ်တွေကိုအကြီးအကျယ်သူတို့ အပူတပြင်းဆောက်လို့မဲ့ဝန်ထမ်းအင်အားတွေကိုလွတ်တော်ရုံးဆောက်ဦးတွေကိုစက်တိဖြက်ဒီပြန်လေထူထောင်ရေးတွေကိုနေပြီးတော့ဒီနှစ်သေးမှာเนาะအကြီးအကျယ်သူပြန်လုပ်မယ်နောက်တစ်ခုကရွေးကောက်ပွဲကိုလည်းသူပြန်ပြီးတော့ရွေးကောက်ပွဲကိုလည်းဒီဇင်ဘာလเนาะဒီနှစ်ဒီဇင်ဘာလနောက်ဆုံးနှစ်ပတ်မှာဆိုလို့ရှိရင်သူတို့ကျင်းပမယ်နှစ်ဖြတ်ကျင်းပမယ် January လပထမပတ်နဲ့ဒုတိယပတ်မှာလည်းကျင်းပမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီစက္ကဆက်ကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဝန်ထမ်းအင်အားတွေ၈၀၀ကျော်ရှိတဲ့ အဲ့နဲ့မှာဆိုလို့ရှိရင်တော့300ကျော်ဟာဆိုလို့ရှိရင်လုံးဝလူတွေမနေတဲ့အဆင့်ကိုရောက်သွားတယ်ဆိုတဲ့ဟာကိုတတိယလူကလည်း ပေါက်ကြားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်เนาะအဲ့ဒီစေယုံချုံတွေကိုလည်းကျွန်တော်တို့ရန်ကုန်ကိုယာယီရွှေ့ပြောင်းထားတယ်ဆိုတဲ့တည်င်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ဒီတည်င်းတွေကိုနေပြီးတော့ကျွန်တော်တို့ဒီဇော်မင်းလုံးကတော့ညင်းဆိုထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အင်တာဗျူးတစ်ခုမှာကျွန်တော်တို့ဇော်မင်းလုံးကိုเนาะနိုင်ငံခြားတည်င်းထောက်တရားပေါ်နေပြီးတော့မေးတယ်နော်ပစီကြီးကိစ္စလို့ပါလို့နော်အဲ့ဒီမှာမေးတဲ့အခါကျတော့အဲ့ဒီမှာလူငယ်တွေတေးတယ်နော်အဲ့ဒီမှာចောင်းသူចောင်းသားတွေတော်တော်တည်ဆုံးမှုတွေရှိတယ်နော်အဲ့ဒါ ICC ရဲ့ နော်ဒီအရေးယူမှုတွေနိုင်ငံတကာရဲ့အရေးယူမှုတွေကိုစိုးရိမ်မှုတွေမရှိဘူးလားဆိုတဲ့ဟာကိုဟောတစ်ခါကကျွန်တော်တင်ပြပေးတာဖြစ်တယ်ဆိုတော့ဇော်မင်းလုံးကတော့လုံးဝနော်အဲ့ဒီမှာသူတို့စိုးရိမ်မှုတွေမရှိဘူးဆိုတဲ့ video file ကိုကျွန်တော်ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့အင်္ဂလိပ်နဲ့သူတို့ပြောထားတာရှိတယ်ပြီးလို့ရှိတာဇော်မင်းလုံးပြောထားတဲ့စကားလုံးကိုလည်းသူတို့အဲ့လိုမျိုးအတန်သေးသေးလေးနဲ့ပေါ်ပြထားတာတွေ့ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စာလုံးနဲ့လည်းထိုးထားတယ်မြန်မာစာနားနဲ့လည်းထိုးထားတယ်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူရဲ့ပြောချက်အဓိကတော့ဘာလို့ဆိုလို့ရှိရင်အဲ့ဒီ clip တွေကဆိုလို့ရှိရင်တော့အကျန်းဖတ် မှုနေမြေမှာရှိတဲ့အကျန်းဖတ်မှုလူတွေရဲ့သားသမီးတွေဖြစ်တဲ့ ဆိုတဲ့ဟာကိုအဓိက highlight လုပ်ပြီးတော့အဲ့ဒီပြတော့သူဝန်ခံတယ်အဲ့ဒီပြတော့အဲ့ဒီကလေးတွေသူတတ်တယ်နော်လေယံပြန်နဲ့ပုံကျဲတယ်အဲ့ဒါမှန်တယ်အဲ့ဒီကလေးတွေဆိုလို့ရှိရင်အကျန်းဖတ် PDF တွေရဲ့သားသမီးတွေဖြစ်တဲ့ဆိုတဲ့ဟာကိုစသဖြင့်ဒီလိုဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့အဒီ video file ကိုကျွန်တော်ရဲ့ဒီ channel မှာ upload ချင်နိုင်တယ်အဒီမှာအင်္ဂလိပ်လို့လည်းပါတယ်မြန်မာလို့လည်းပါတယ်နော်အဲ့ဒါကိုကျွန်တော်တင်ထားပေးတယ်ဆိုတော့အဒီ video ကိုလိုလားတာလည်းကျွန်တော်ကြားပြီး share ရတယ်ကိုပြန်တွေ့တယ်နော်ပြန်တွေ့တော့ကျွန်တော်တင်ထားပေးတယ်တင်မြန်မာနိုင်ငံရဲ့သတင်းမီဒီယာတွေမှာတော့ကျွန်တော်တို့မတွေ့ရဘူးအဲ့ဒီသတင်းကိုနေပြီးတော့ဒီလူမှုကွန်ရက်ပေါ်မှာလူတယောက်ဝတ်တင် ထားတာကျွန်တော်အဲ့ဒါကိုတွေ့တော့ကျွန်တော်ယူထားတာဖြစ်တယ်ဆိုတော့အဲ့ဒီတည်င်းကိုတော့တည်င်းဌာနတွေမှာကျွန်တော်တို့ပြောတာတော့တွေ့တယ်ဒါပေမဲ့အဲ့ဒီ video file ကိုကျွန်တော်ခုမှရှာတွေ့တယ်เนาะဆိုတော့အဲ့ဒါကိုကျွန်တော်တင်ထားပေးတယ်ဆိုတော့ဒီနေ့ April 16ရက်နေ့မှာတည်င်း media တွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော် video